ူကဒီပါတီဇွန်ဒီမိုကရေစီသူတို့ရဲ့အတုရောက်ရွေးကောက်ပွဲကြီးမှာတဲ့ဆန္ဒမဲပေးပိုင်ခြင်းမဲဆန္ဒရှင်ပြည်သူအားလုံးဆန္ဒမဲပေးပိုင်မဆုံးရှုံးစေဖို့တဲ့နော်လွတ်လပ်မြတ်တာဆိုတရားလွတ်လပ်မြတ်တာဆိုလဲဟိုပါဘောနော်ဆန္ဒမဲဟိုဟိုပေးနိုင်ပါလဲမဟုတ်သလိုဒီလူတွေအားလုံးဒီလဲဒီဆန္ဒမဲကိုပေးစရာလဲစောင့်ကြောင်းမရှိဘူးဘာလို့လဲဆိုတော့ဒီလူတွေကဒီကောင်တွေလှုပ်လို့ဒီထောင်ထဲတွေရောက်တာသူတို့ရဲ့နာကြီးချက်တွေကကျွန်တော်တို့ထပ်ထောင်ပူပြင်းထန်သေးတယ်တကယ်တော့ထောင်တွေထဲမှာ အထောင်တွေထဲထွက်လာသူတွေရဲ့ပြောပြောကြချက်တွေဟာဒါသူတို့ရဲ့ interview တွေဒါတွေနားထောင်ရထောင်တွေထဲမှာဘယ်လောက်ထိလူအခွင့်အရေးတွေချိုးဖောက်ခံနေရလဲဘာမှမဟုတ်တဲ့ကောင်တွေကနိုင်ငံရေးအကျဉ်းသားတွေခေါ်ခေါ်ရိုက်တာတွေနောက်ဆုံးဘောတော့ဒီဟိုအဲတန်းစီဆိုတဲ့ဘာမှမဟုတ်တဲ့ဒီလူလို့လူရုပ်တွေကဟိုတော့ဒီနိုင်ငံရေးအကျဉ်းသားတွေကိုခေါ်ပြီးတော့အနိုင်ကျင့်တာတွေနောက်ပြီးတော့ထမင်းမမှန်မစားရတာတွေထမင်းတွေကိုစုပ်ပြတ်တဲ့နေအောင်ကျွေးတာတွေနောက်ပြီးတော့အိတ်တာစတကွေးတန်ရှင်းရစကောင်းကောင်းမလုပ်နိုင်လို့ ကိုရတွေဟိုဟာဖြစ်လာတဲ့သူတွေနောက်ပြန်ထောင်တွေတွေအထွက်လာပြီးမကြခင်ပဲအပြင်မှာတည်ဆုံရတယ်အထင်းမှာဘလောက်တောင်စိုးနေလဲဆိုတော့ကျွန်တော်တို့မျက်လုံးနဲ့မမြင်ရပေမဲ့ကြားနေရဲ့ဥစ္စာတွေကတော့အများကြီးပဲအဲတော့ကျွန်တော်တို့ပြည်သူတွေအတွက်အလုံးလုံးရင်းနဲ့နိုင်ငံအတွက်အလုံးလုံးရင်းနဲ့ဘောတော့နိုင်ငံအတွက်ပြည့်စက်ရင်းနဲ့ထောင်တွေရောက်သွားတယ်ကျွန်တော်တို့ရဲ့သူရဲကောင်းတွေအဲဘောတော့အများကြီးပြန်လို့နိုင်ကြပါသေးဘောတော့ဟိုတကယ်မတရားခံရတဲ့သူတွေဖြစ်တဲ့အတွက်အဲတော့အော်ဒီထဲမှာသူကထွားပြေးတိမ်းဆောင်တဲ့သူတွေကိုပဲပြန်လာလို့ရရင်ပြန်လာပါဆိုပြီးတော့သူတို့ကခေါ်ခြင်းသေးတယ်ဒါပေမဲ့ ဘယ်သူကပြန်လာမှာလဲတိနေတဲ့ဥစ္စာခံယူချက်နဲ့စောင်းလုံးလုပ်တဲ့သူတွေနော်ခံယူချက်အော်ဒေါ်လာကြီးအလုပ်ကိုလုပ်နေတဲ့သူတွေခံယူချက်မဟုတ်ဘဲနဲ့ဖော်ပင်ကြောင့်ထွက်လာတဲ့သူတွေလို့အေးစေးဆရာနာရှင်အရေးရောခိုးဝင်ပြီးတော့ဟလာလုံမှာမမဟုတ်တာဒီအကွက်တွေကယူနေပါပြီလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဒီနေ့ကတည်းကညတလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ